။ World Power မြန်မာ YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကျွန်တော်တို့တင်ဆက်ပေးမယ့်အကြောင်းကတော့ဂျူသားတွေတကယ်ရှိကြလား။ဂျူသားတွေကြောင့် theory နဲ့ဘာသာရေးအမြင်ဖြစ်ပါလဲ။ဂျူသားတွေတကယ်ရှိကြလား။ဒီမျိုးပုံကလူသားမျိုးနွယ်ရရဲ့သမိုင်းတစ်လျှောက်မှာတော့အကြီးမားဆုံးလျှို့ဝှက်ဆန်းကျင်ဆုံးမျိုးပုံတစ်ခုပါ။ကျွန်တော်တို့နေထိုင်ရကဘာမြေဆိုတာကအာဂါသာကြီးတွေကဖုံမုံလေးတမုံစားလောက်ပဲရှိပါတယ်။သိပ္ပံပညာရှင်တွေခန့်မှန်းထားတဲ့ခြေပေါင်း100ဘီလီယံကနေ400ဘီလီယံအထိပါဝင်တဲ့ ငံငွေတန်း glassy ထဲမှာတော့နေဖွဲ့စည်းလို့နေဖွဲ့စည်းပေါင်းတန်းနဲ့ချီပြီးရှိနေနိုင်ပြီးတယ်လို့ဆိုပါတယ်။ဒါဆိုဒီဆက်ကြဗလာကြီးထဲမှာကျွန်တော်တို့လူသားတွေပဲတည်ရှိနေတာလား။ဒီမေးခွန်းကိုပြေရှားဖို့ကြိုးစားရင်းနဲ့လူသားတွေကထိုင်းလန်ဘွေရပြည့်ရဲ့အကျိုးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။1949ရဲ့ပူပြင်းတဲ့နွေရာသီနေ့တနေ့မှာအမေရိကန်ပြည်ထောင်စုရဲ့ New Mexico ပြည်နယ် Roswell မြို့နားကအလဲပွင့်တစ်ခုမှာတာမန်မဟုတ်တဲ့ရာဝတ္ထုကြီးတစ်ခုပြတ်ချခဲ့တယ်လို့သတင်းထွက်ခဲ့ပါတယ်။ အစိုးရကရာသီဥတုစုံစမ်းရေးမိုးပြန်ဖူပေါင်းလို့အမြန်ညင်းဆိုခဲ့ပြီးမယ်ဒီကိစ္စအပူပြီးလို့ဆန်းကျင်လာခဲ့ပါတယ်။သာမန်မိုးပြန်ဖူပေါင်းတစ်ခုကဒီလိုကြီးမားတဲ့တရုတ်ပိုင်းစားတွေခြံခဲ့မှာမဟုတ်ဘူး။မျက်မြင်သက်သေတည်းရဲ့ပြောပြခြင်းအရာအဲ့ဒီမှာဂျူသားအလောင်းတွေတောင်မှတွေ့ခဲ့ရတယ်လို့ဆိုကြပါတယ်။ဒီကိစ္စနောက်ပိုင်းမှာဘလို့လို့ဝက်ချက်တည်းရှိနေမလဲ။အဲ့ဒီအရာဝိတုတွေကို Area 51လို့လို့ဝက်စစ်အခြေစိုက်စခန်းထဲမှာတကယ်ပဲသိမ်းဆဲထားတာလား။ဒီလိုပြည့်ရတွေကလူကြီးတွေကြားမှာပဲဖြစ်ဖြစ်တာမဟုတ်ပါဘူး။ 1994ခုနှစ်မှာဇင်ဘာဘွေနိုင်ငံက Area School ဆိုတဲ့ကျောင်းဝင်းထဲမှာကလေးငယ်ပေါင်း60ကျော်ကတပိုင်းနဲ့တည်းအသက်ရှူရက်စီလောက်တဲ့ထိတ်လန့်ပွဲအမြင်ငွေတစ်ခုကိုမြင်တွေ့ခဲ့ရပါတယ်။သူတို့ရဲ့ဇလန်းတွေဟာအချိန်နေရအကြောင်းအရာဘလောက်ပဲပြောင်းပြောင်းဖြစ်စဉ်တွေကတော့တုန်ကြီးနေပါတယ်။ကလေးငယ်တွေကမနက်ခင်းကျောင်းထွက်တဲ့အချိန်မှာကျောင်းဝင်းထဲကိုကြီးမားတဲ့အရာဝတ္ထုတစ်ခုဆင်းသက်လာပြီးတော့ကျောင်းဝင်းထဲကလူအကြီးကိုကြည့်နေတဲ့ဂျူသားတွေကိုမြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ ဂျူသားတွေကစိတ်ကူးယဉ်ဆက်လန်းတွေလို့ညင်းဆိုရခက်ခဲတဲ့နောက်ထပ်ဖြစ်ရတဲ့ကူရှိပါသေးတယ်1962ခုနှစ်အမေရိကပြည်ထောင်စုမှာရှိတဲ့ Betty and Barney Hill စနီးမောင်နှံတို့ဟာလန်ကီတခုမှထူးဆန်းတဲ့အလင်းနှံတခုကိုတွေ့ခဲ့ရပါတယ်အလင်းနှံကသူတို့ကားနောက်ကိုလိုက်လာပြီးတဲ့နောက်ပိုင်းမှာစနီးမောင်နှံလျှောက်စလုံးသူတို့သွားခဲ့တဲ့ခီးစဉ်တခုလုံးကိုမိသွားကြပါတယ်နှစ်နာရီနီးပါးလောက်ချိန်ကုန်သွားပြီးမှသူတို့အိမ်ကိုပြန်ရောက်ခဲ့တယ်ငါကျင်မှုတွေစေပန်းစာထိခိုက်မှုတွေခံစားခဲ့ရပြီးတဲ့နောက်မှာ ိမ်မွေးချကူတာမှုခံယူတဲ့အခါသူတို့ရဲ့မှတ်ဉာဏ်တွေကတတိပီပေါ်လာခဲ့ပါတယ်။သူတို့တွေကဂျူသားတွေရဲ့အာဂတရှင်ပေါ်မှာစစ်စစ်မင်းမြန်ခံခဲ့ရပါတယ်လို့ပြောဆိုခဲ့ပါတယ်။ဒါပြင်ဗတ်တီကတော့ဂျူသားတွေရဲ့မိခင်ဂျူတီရှိရာကျဲမြေပုံကိုပါမှတ်မိပြီးတော့မှဆွဲပြားခဲ့ပါသေးတယ်။ဒီဖြစ်ကတကဘာလုံးကိုဂျူသားတွေနဲ့ပတ်သက်တဲ့ဒွိခိုရီပြောင်းလဲသွားစေခဲ့ပါတယ်။ဒီလိုဖြစ်ရတဲ့ကအလိန်ညာရီလာဒါမှမဟုတ်အမှန်တရားလားဆိုတဲ့မိကုံကိုသိပ္ပံပညာရှင်တွေကလည်းအဖြေရှာဖို့စူးစမ်းနေကြပါတယ်။ စတီဗန်ဟော့ကင်းစ်လိုနာမည်ကြီးသိပ္ပံပညာရှင်တွေကလည်းဂျူသားတွေရလူသားတွေအတွက်အန်ဒီယယ်ရှိနိုင်တယ်လို့သတိပေးခဲ့ပါတယ်။ The Fermi Paradox လို့ theory တွေ Drake Equation လို့တွက်ချက်မှုတွေကလည်းဒီမေကွန်းကိုရှုပ်ထွေးအောင်လုပ်နေပါတယ်။ဒီနေ့ဗီဒီယိုတစ်ခုလုံးမှာတော့ကျွန်တော်တို့ကဒီမေကွန်းတွေရဲ့အဖြေကိုအတူတူပဲရှာဖွေသွားမှာပါ။ကျွန်တော်တို့ယုံကြည်ကြတဲ့တွေးခေါ်တွေအမှန်တရားတွေယုံကြည်ရခဲ့တဲ့ဇာတ်လမ်းတွေနဲ့သိပ္ပံကြီးအချက်အလက်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ အခုပဲကျွန်တော်တို့နဲ့အတူတူဂျိုသားတွေရဲ့ကဘာတွေကိုလိုက်ပါစီးမြောဖို့အစဉ်အမြဲပြပလာမိတ်ဆွေတို့အတွေ့အကြုံနဲ့အမြင်တွေရရှိဖို့စောင့်မြတ်မြတ်ဖတ်ပါမဖတ်နိုင်ရင်မဖတ်အားရင် web or audio book application မှာနားထောင်ပါ application ကိုအခုပဲ download ချလိုက်ပါ link ကို comment မှာချပေးထားပါတယ်ခင်ဗျာ1948ခုနှစ်ဇူလိုင်လရဲ့ညနေချိန်မှာ new mexico ပြည်နယ်ဒေသခံတွေကလူရသီးရဲ့ပူပြင်းမှုနဲ့အတူတိတ်ဆိတ်ငြိမ်သက်နေပါတယ်ဒီနေရာလူသူမနည်းတဲ့တောင်ကုန်းတွေလွင်ပြင်းကြီးချားမှာ ပကံပြားပြန်အနေနဲ့ဂျူသားတွေရဲ့တန်တားရည်ဒီမဖြစ်ပေါ်ခင်ကရိုးရှင်းတဲ့နေရာလေးတစ်ခုပါ။ဒါပေမဲ့ဒီတိတ်ဆိတ်ခြင်းကိုပြည့်စည်မဲ့ပြည့်ပြည့်တစ်ခုဖြစ်ပေါ်ခဲ့ပါလေ။လျှက်စည်းနဲ့မတူတဲ့လေးနဲ့တစ်ခုကခေါင်းငယ်မှာဖြတ်ပြီးသွားခဲ့ပြီးတဲ့နောက်အကြီးစားပောက်ခွဲစားတစ်ခုထွက်ပေါ်လာခဲ့ပါလေ။အဲဒီတန်းကမိုင်ပေါင်းများစွာအထိပဲ့တင်ထက်သွားခဲ့ပါလေ။လက်သမားတို့ဖြစ်တဲ့ Mac Brother က channel မှာထိုင်နေကအဲ့ဒီတန်းကိုရှင်းရှင်းလင်းလင်းကြားခဲ့ရပါလေ။သူကအတန်းရဲ့ရင်းမြစ်ကိုမနက်မိုးလေးမှာရှာပွေဖို့ဆုံးဖြတ်ခဲ့တယ်။မနက်မိုးလင်းတော့ Mac Brother က အတန်းကြားတဲ့နေရာကိုတော့ရောက်ခဲ့တယ်။သူတွေ့လိုက်တဲ့မြင်ကွင်းကတော့လောကထင်မှားတဲ့အရာပါ။လေကွင်းကျေကြီးထဲမှာသရုပ်ပြပစ္စည်းအပိုင်းစားတွေအကွဲနေတဲ့တရားတော်တွေနဲ့ပြန်ချင်းနေပါလေ။ဒါပေမဲ့ဒါတွေကဘယ်လိရင်အပိုင်းစားမှမဟုတ်ပါဘူး။ပစ္စည်းတွေကအင်မတန်မှပေါ်ပါပေမဲ့လေဘလို့နီးနေမှမပြက်စီးနိုင်တဲ့တတုတွေဖြစ်နေပါလေ။သူရဲ့စိတ်ထဲမှာဘာဖြစ်ခဲ့တယ်ဆိုတာကိုဘလို့မှမတွေ့တော့နိုင်ခဲ့ပါဘူး။ဒါအာဂါသားကနေရောက်လာတဲ့အရာတစ်ခုဖြစ်နိုင်တော့တာမက်ဘရာဇယ်ကဒီအပြည့်အစည်းကိုချက်ချင်းပဲ Roswell Army Airfield RAF ကိုအနံခဲ့ပါတယ်။ဆိုရကတော့ဒီအဖြစ်အပျက်ကိုတည်တည်ချင်းမှာအားလုံးကိုသတင်းဖုံးပြလိုက်ပါတယ်။ဖာကျွန်းကြံမှမချမ်းခဲ့ဘူး။အဲ့ဒီနောက်မှာတော့သတင်းစာခေါင်းစဉ်ကြီးတစ်ခုပေါ်လာခဲ့ပါတယ်။ RAF ကပြန်တန်းနေတော့ပကံပြားပြောင်းကိုရှာဖွေတွေ့ရှိဆိုတဲ့ခေါင်းစဉ်နဲ့ပါ။ကဘာတွုံးလုံးကလည်းအဲ့ဒီအဖြစ်ကိုစောင့်နေခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီလိုခေါင်းစဉ်တက်ဖို့ခွင့်ပြုခဲ့တဲ့အစ်စ်ရာရှိကနောက်ပိုင်းမှာယာရုကနေရဆဲခံခဲ့ရပါတယ်။နောက်တည့်မှာပဲဆိုရရင်လင်မြန်နဲ့တုံ့ပြန်မှုတစ်ခုထပ်ပေါ်လာခဲ့တယ်။ သူတို့ကပရမဆုံးသတင်းကိုလောကရုပ်ပြခဲ့ပြီးတော့သာရိယသားမယာတိဝုဒုစုံစမ်းရေးမိုးပြံပူပေါင်းရဲ့ပြည့်စည်ရတာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်ဒီလိုကမန်းကရန်နဲ့ယုံကြည်ရခက်ခဲတဲ့အကြောင်းပြချက်ကလူရဲစိတ်ထဲမှာမိကွန်းတိတခုကိုပေါ်ပေါက်စေခဲ့ပါတယ်အစိုးရကကျွန်တော်တို့ကိုဘာတွေကိုဖုံးကွယ်ထားချင်တာလဲဒီပြည့်ရဲ့နောက်ွယ်မှာဘယ်လိုလေဝှက်ချက်တွေရှိနေတာလဲနှစ်ပေါင်းများစွာကြာမှာတော့အမေရိကန်လီဒါကဒီပြည့်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးခဲ့ရမှာအပြည့်စည်းတွေက project morgan လို့ခေါ်တဲ့ soviet ပြည်ထောင်စုရဲ့ nuclear စမ်းသပ်မှုတွေကို ထောက်လန်းမှုရည်ရွယ်တဲ့လူဝဲစီမံကိန်းဖြစ်တယ်လို့ဖော်ထုတ်ခဲ့ပါတယ်။ဒီလိုရှင်းပြချက်တွေကစိတ်ဝင်စားစရာကောင်းပြီပဲ။မိကုံအားလုံးကိုတော့မပြေရှင်းနိုင်သေးပါဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်ကအစိုးရဟာဘလို့မှပြန်မပြေရှင်းခဲ့တာကြောင့်ပါပဲ။အမှန်တရားကိုဘာကြောင့်စောကြီးကလေးကထုတ်ဖို့မပြောခဲ့တာဆိုတာကလည်းစဉ်းစားစရာပါ။အဲ့ဒီကတုန်းကဆိုရင်ဆိုရရဲ့စမ်းသက်လွတ်တင်ခဲ့တဲ့လူသားပုံတူရုပ်သေးရုပ်တွေဟာပြကြမှုတွေကြောင့်သိဆုံးသွားတဲ့ဂျူသားအလောင်းတွေဆိုပြီးတော့မှမောင်ရင်စွာနဲ့ယူဆခဲ့ကြတယ်လို့လည်းပြောဆိုမှုတွေရှိပါတယ် ဒါပေမဲ့လူသားပုံစံရုပ်တစ်ခုကိုတော့ဘလို့မှဂျူသားအလောင်းနဲ့မှားရင်းမှမဟုတ်ဘူးလို့ညင်းခုံသူတွေလည်းရှိနေပါတယ်။ Roswell ပြည့်ရက်ကအမှန်တရားနဲ့အလိညာယုံကြည်မှုနဲ့တန်တရားလိုကြားကနယ်နိမိတ်တွေကိုမရေမရပြန်အောင်လုပ်ပစ်ခဲ့ပါတယ်။1965ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ပုံမှန်ဆောင်းညလေးတညမှာတော့ Pennsylvania ပြည်နယ် Kecksburg မြို့ငယ်လေးမှာနေထိုင်သူတွေဟာသူတို့ရဲ့နေစဉ်လုပ်ကိုပုံမှန်အတိုင်းပဲလုပ်နေခဲ့ပါတယ်။ဒါပေမဲ့ကောင်းကင်ကအပြည့်အပြည့်တခုကတော့သူတို့ရဲ့ဘဝကိုပြီးပိုင်ပြောင်းလဲပြဖို့ပြင်ဆင်နေပါပြီ။ ညနေ4:48မိနစ်မှာထူးဆန်းတဲ့မီလုံတစ်ခုကကတ်စဘတ်မြို့ရဲ့ကောင်းကင်မှာဖြတ်သန်းသွားခဲ့ပါတယ်။မြေတွေ့ရသူတွေပြောပြချက်အရဒီရရွယ်စားကြီးမပြီးအမိကမိတော်တွေနဲ့ဆိုပြီးပြောခဲ့ပါတယ်။ရှားနဲ့ချီတဲ့မျက်မြင်သက်သေတွေကဒီရဝတ္ထုအလေးတခုမဟုတ်ကြောင်းခိုင်းမှပြောဆိုခဲ့ကြပါတယ်။အဲ့ဒီထဲမှာဒေသခံမိသက်သမား John Powell လည်းပါဝင်ပါတယ်။သူကသူ့ရဲ့ရေဒီယိုမှာ message တခုရလိုက်ပြီးတော့တက်တော်ထဲမှာလည်းပြေချမှုတခုရှိတယ်လို့ကြားလိုက်ရပါတယ်။ ဂျွန်ဖာဝဲပြောတာကတော့ကျွန်တော်ရောက်သွားတဲ့အခါအဲ့ဒီအရာကပုံမှန်လေးတကွမဟုတ်မှချက်ချင်းသိလိုက်ပါတယ်ဒီလိုကြီးမားတဲ့ပုံစံမျိုးကိုကျွန်တော်ဘဝမှာတစ်ခါမှမမြင်ခဲ့ဘူးပါဘူးတက်တော်ထဲမှာသူတို့တွေ့လိုက်ရတဲ့အရာက Agon shaped bell လို့ပုံစံမျိုးပါအောက်ပိုင်းကအပြိုင်အောင်လင်းနှင်းတွေထွက်နေပြီးတော့မှဘေးမော်ရသမန်စလုံးတွေနဲ့မတူတဲ့အခရာတွေနဲ့ရေးထားတာကိုတွေ့မြင်ရပါတယ်ထာပြင်အဲ့ဒီယာကမြေပြင်ကိုဝင်တိုက်ထားတဲ့ပုံမျိုးလည်းမရှိခဲ့ပါဘူး။ပြဲကျလာတဲ့ဆင်းသက်လာတဲ့ပုံမျိုးပူပေါက်ပါတယ် ဒါဆိုဘယ်ကလာတာလဲ။ဘာဖြစ်လို့မြေပြင်ပေါ်ကိုဆင်းသက်လာတာလဲဆိုပြီးတော့မှပြောခဲ့ပါတယ်။အဲ့ဒီမေကုန်းတွေအတွက်အပြေမရခင်မှာပဲဒေသခံမိသားသမားတွေကိုအာအသင့်စေတဲ့နောက်ထပ်အပြစ်ပြတ်တစ်ခုဖြစ်လာခဲ့ပါတယ်။မယုံနိုင်စရာကောင်းလောက်လင်းမြန်စွာပဲအမေရိကန်စစ်တပ်ကအဲ့ဒီနယ်ကိုရောက်လာခဲ့တယ်။နေရာတစ်ခုလုံးကိုပိတ်ဆို့ခဲ့ပြီးတော့ဒေသခံတွေအားလုံးကိုဘေးပယ်ထားခဲ့ပါတယ်။စစ်သားတွေရာရာဘူးတို့ကိုဝိုင်းထားပြီးတော့မှဓာတ်ပုံရဖို့ကြိုးစားခဲ့တဲ့လူတိုင်းရဲ့ကင်မရာကိုသိမ်းယူခဲ့ပါတယ်။စစ်တပ်အဲ့ဒီရာဘူးတို့ကို flat bed လို့ခေါ်တဲ့ ကောင်းလင်းရင်အပြားတစည်းပေါကတင်ဆောင်ပြီးထွက်ခွာသွားခဲ့ပါတယ်။မြို့ထဲကလူတွေကတော့အဲ့ဒီညကဖြစ်ခဲ့တာကိုဘယ်လို့မှမမေ့နိုင်ခဲ့ပါဘူး။ဒါပေမဲ့နောက်တစ်ရက်မှပဲအစိုးရကထုတ်ပြန်ခဲ့တဲ့သတင်းကအုတ်ကခဲဆိုတဲ့အကြောင်းပြချက်ဖြစ်နေပါတယ်။အုတ်ကခဲလား။ခေါင်းလောင်းပုံကမှအခက်ရောက်နေပါတယ်အုတ်ကခဲလား။ဒါလေညာမှုတစ်ခုမှအာလုံသိနေခဲ့ကြပါတယ်။1990နောက်ပိုင်းမှာနာဆာရဲ့သိပ္ပံပညာရှင်ဒေါက်တာကောဖီဖလော့ကဒီပြည့်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးခဲ့ရမှာအရာဝတ္ထုကလေလူထဲမှာကွဲထွက်သွားတဲ့ ရုရှားရဲ့ Cosmox 96 Juru ရဲ့အစိပ်ပိုင်းဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ Casbug မှာတွေ့ခဲ့ရတဲ့ပုံစံတွေက Cosmox 96ရဲ့ပုံစံလုံးဝမတူပါဘူး။ဒါအမှန်တရားကိုဘုံကွယ်ထားတဲ့နောက်ထပ်လိင်ညာမှုတစ်ခုဖြစ်နိုင်မလား။ဒါအစိုးရရဲ့အမှန်တရားကိုလျှို့ဝှက်ထားတဲ့ပုံစံတစ်ခုလား။ဒါသာအမှန်ဆိုရင်တို့ရဲ့ဘုံကွယ်မှုနောက်ကွယ်မှာဘလို့ရည်ရချက်တွေရှိနေရလဲ။အစိုးရကဒီလိုထူးဆန်းတဲ့အရာတွေကိုဖားချောင်းတိတ်တိတ်ဆိတ်သိမ်းဆောင်ဖားခဲ့ရတာလေအဲ့ဒီအရာကတကယ်ပဲကဘာပြင်ပကလာလာလာ ဒီမေးခွန်းတွေအပြည့်ကိုအခုချိန်ထိကျွန်တော်တို့မသိရသေးပါဘူးကန့်စပါကဖြစ်စဉ်မှာတော့သူတို့အမှန်တရားကိုလုံးဝဖျောက်ပြစ်နိုင်တယ်ဆိုတာကိုပြသခဲ့ပါတယ်ဒါပေမဲ့လူတဦးနဲ့နှစ်ဦးနဲ့မြင်တွေ့ခဲ့ရတာမဟုတ်ဘဲနဲ့လူပေါင်းထောင်နဲ့ချီပြီးတပည့်နဲ့တည်းမြင်တွေ့ခဲ့ရတဲ့ပြည့်တစ်ခုကိုအစိုးရကလိန်ညာဖုံးကွယ်နိုင်အောင်မလား1998ခုနှစ်မတ်လ13ရက်နေ့ညမှာတော့အရီဇိုနာပြည်နယ်ကထောင်ပေါင်းများစွာသောလူတွေရဲ့အကြီးအာတာဘတ်မိုးကုတ်ဆော်ဝိုင်းစီကိုရောက်နေခဲ့ပါတယ်။အဲဒီနေရာမှာပုံမှန်မဟုတ်ဘဲနဲ့ထူးဆန်းတဲ့အရာဝတ္ထုတစ်ခုဖြစ်ပေါ်လာခဲ့လို့ပါ။ ညရှင်နိုင်ခွဲလောက်မှာပုံမှန်မုတ်တဲ့လင်းတန်းတွေကခေါင်းငယ်မှာစတင်ပေါ်လာခဲ့ပါတယ်။အဲ့ဒီလင်းတန်းတွေကမိပွားလိုမျိုးပြက်ကနေပေါ်လာတာမျိုးမဟုတ်ဘဲနဲ့ကြီးမားတဲ့ V shape ပုံစံမျိုးနဲ့စီစဉ်နေကြပြန်တန်းနေတာကိုတွေ့ခဲ့ရပါတယ်။ဒီအဖြစ်ပြက်ကိုကလေးလူကြီးမကျန်ရာနဲ့ချီတဲ့လူတွေကမြင်တွေ့ခဲ့ကြတာပါ။မျက်မြင်သက်သေတွေထဲမှာ Arizona ပြည်နယ်အုပ်ချုပ်ရေးမှူးအောင်5 Semitan 3လဲပါဝင်ပါတယ်။သူကလေတဲ့အရာရှိအောင်တူဦးဖြစ်ပြီးတော့မှဒီအဖြစ်ပြက်ကိုသူ့ရဲ့ကိုပိုင်အင်ချန်ဝင်းကနေမြင်တွေ့ခဲ့ရတာပါ။ အဲ့ဒီအချိန်တုန်းကသူကပြည်နယ်အုပ်ချုပ်ရေးမှုအနေနဲ့ရှာတို့ကိုကာကွယ်ဖို့အတွက်မိပွားတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့2009ခုနှစ်မှာသူကအမှန်တရားကိုထုတ်ဖို့ပြောကြားခဲ့တယ်။ကျွန်တော်လေမူအောင်တူအနေနဲ့ဒီအရာကကျွန်တော်သိတဲ့ဘယ်ရန်နဲ့မှမတူပါဘူး။ဒါအရာဝတ္ထုတစ်ခုပါပဲ။အရာမှကြီးပါတဲ့အရာဝတ္ထုကြီးတစ်ခုပါလို့သူဝန်ခံခဲ့ပါတယ်။မျက်မြင်သက်သေတရားဒီအရာဝတ္ထုကဘာသာမှမထွက်ပဲနဲ့တောင်တန်းနေပေါ်မှာရွေလျားသွားနေတယ်လို့ဖော်ပြခဲ့ပါတယ်။အဲ့ဒီအရာရဲ့အရွယ်အစားကကြီးမားလွန်းတဲ့အတွက်မိုင်ပေါင်းများစွာရှေ့လျားနေတယ်လို့ခန့်မှန်းရပါတယ်။ ။ဒါညနေ9:00ကနေည7:00ခွဲလောက်အထိအချိန်တန်ကြာကောင်းငင်မှာနေရာယူထားခဲ့ပါတယ်။မကြာခင်မှာပဲအမေရိကန်လီတက်ကဒါလေ့ကျင့်ရေးဆင်းနေတဲ့လေယာဉ်တွေကလွတ်တက်လိုက်တဲ့မိဘသားဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ဒါက Roswell နဲ့ Casbach မှာကြားခဲ့ရတဲ့အကြောင်းပြချက်တွေလို့ပါပဲ။ဒါပေမဲ့ဒီလိုအကြောင်းပြချက်ကိုဘယ်သူမှယုံကြည်ခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်လဲဆိုတော့လေ့ကျင့်အမိဘတွေကဘလို့မှ V shape ပုံစံမျိုးနဲ့တနေရာထဲမှာရက်နေတာမျိုး။ကောင်တန်းနေရာပေါ်မှာပြန်တန်းနေတာမျိုးမလုံးနိုင်ပါဘူး။ အစိုးရကအကြောင်းပြချက်ကောင်းကောင်းမရှိတဲ့အခါလေဝဲဖုံးကွယ်မှုကိုအမြဲတမ်းရွေးချယ်တတ်ကြပါတယ်။ဒါပေမဲ့အဲ့လိုဖြစ်ရမျိုးတွေကတနိုင်ငံလုံးမှာဖြစ်ပေါ်ခဲ့ရင်ကိုဘယ်လိုဖြစ်မလဲ။ဒီလိုဖြစ်ပျက်မျိုးကိုလူကောင်းများစွာမြင်တွေ့ခဲ့ရရင်ကိုအစိုးရကဘယ်လိုတုံ့ပြန်မလဲ။ထောင်ကောင်းနဲ့89နိုဝင်ဘာလ29ရက်ဘယ်လ်ဂျီယံနိုင်ငံရဲ့ကောင်းကင်မှာဒူးဆန်တဲ့အရာဝတ္ထုတစ်ခုပေါ်လာခဲ့ပါတယ်။ရဲရဲရှိတဲ့ဦးကကင်းလဲနေရင်ကကြီးမားတဲ့တွေ့ကံပုံစံအရာဝတ္ထုတစ်ခုပါ။အလင်းရောင်များစွာနဲ့လူကောင်းကင်မှာပြန်တန်းနေတာကိုတွေ့ခဲ့ရပါတယ်။ အောက်ခြေမှာတော့မီနီမီးစိမ်းနေနဲ့အဝါရောင်မီးကြီးတစ်ခုကလင်းနေပါတယ်။ဒီလိုအရာဝတ္ထုမျိုးကိုသူတို့တစ်ခါမှမမြင်ဘူးခဲ့ပါဘူး။ဒီပြက်ကအဆပဲရှိပါသေးတယ်။ဒီပြက်ရဲ့နောက်ပိုင်းမှာတော့ဘယ်လ်ဂျီယံတိုင်းငံလုံးမှာအဲဒီလိုမျိုးထရစ်ကန်ပုံစံအရာဝတ္ထုတွေကိုဆက်တိုက်ဆိုသူတို့မြင်တွေ့ခဲ့ကြရပါတယ်။1990ပြည့်နှစ်မတ်လအထိတနည်းနီးပါးကာလအတွင်းမှာပဲလူပေါင်း13,500ကျော်ကဒီလို UFO